ြန်မာလာအိုနဲ့ထိုင်းနိုင်ငံတို့နယ်နိမိတ်ထိဆက်ရာရွှေတရီကန်ဒေသမှာမူရင်စေဝါထုတ်လုပ်မှုနဲ့မှန်ခိုကူးမှုမြင့်တက်ခဲ့တယ်လို့မူရင်စေဝါနဲ့ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂယုံ UNODC ကအစီရင်ခံစာတစ်ခုမှပြောပါရယ်ပြီးခဲ့တဲ့နှစ်အတွင်းအရှေ့အာရှနဲ့အရှေ့တောင်အာရှမှာမိသားဖက်တမင်း236တန်စံချိန်တင်ဖန်ဆီးရမိခဲ့ရာ2023ခုနှစ်ထက်ဖန်ဆီးရမိမှုပမာဏဟာ24ရာခိုင်နှုန်းတိုးလာခဲ့တယ်လို့အစီရင်ခံစာက ဖော်ပြပါရယ် ထိုင်းနိုင်ငံဟာတနည်းတွင်မီသာဖက်တမင်းတန်ချိန်100ကျော်ဖမ်းဆီးရမိတဲ့ဒေတာရင်းပထမဆုံးတိုင်းပြည်ဖြစ်လာခဲ့ပြီးမြန်မာနိုင်ငံရှမ်းပြည်နယ်ကမူရင်စေဝါမှောင်ကိုကူးမှုဟာလာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံအထိမြန်ဆန်စွာတိုးချဲ့လာခဲ့တယ်လို့အစိုးရခန်းစာကဆိုပါတယ်။ထိုင်းနိုင်ငံကမီသာဖက်တမင်း136တန်ဖမ်းဆီးရမိခဲ့ပေမဲ့အမှန်တကယ်ဈေးကွက်ထဲမှာပိုများတဲ့မူရင်စေဝါတွေရောက်ရှိနေတယ်လို့အရှေ့တောင်အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ UNODC ဌာနကိုယ်စားလှယ် ဗန်နီတက်ဟော့တ်မန်ကထုတ်ပြန်ချက်တစ်ခုမှပြောပါရယ်ရှစ်တရီကန်ဒေတာအထူးသဖြင့်မြန်မာနိုင်ငံရှမ်းပြည်နယ်ကမိသားဖက်တမင်ထုတ်လုပ်မှုနဲ့မောင်ခိုကူးမှုဟာမကြုံစဘူးအဆင့်ထိတိုးလာပါတယ်လို့၎င်းကဆိုပါရယ်အရှိအာရှနဲ့အရှိတောင်အာရှရှိနယ်စပ်ဖြတ်ကျော်မှုရင်ခိုင်းတွေဟာဒေတာရင်းဥပဒေစိုးမိုးရေးအဖွဲ့တွေရဲ့နှိမ်နင်းမှုကြိုးပမ်းမှုတွေကိုတင်းရှောင်လာနိုင်တယ်လို့အစီရင်ခံစာကဖော်ပြပါရယ်အနာသိမှုကြောင့်ဖြစ်လာခဲ့တဲ့မြမပြည်ရင်းစစ်ကလည်း မူရစ်စေဝါကုံသွဲမှုတိုးချဲ့စေမဲ့အခြေအနေတွေဖြစ်စေခဲ့ပါတယ်။အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံကမူရစ်စေဝါစီစဉ်မှုတွေဟာအရှေ့အာရှနဲ့အရှေ့တောင်အာရှသာမက တောင်အာရှနဲ့အရှေ့မြောက်အိန္ဒိယအထိတိုးလာခဲ့တယ်လို့အစိုးရခန်းစားကဆိုပါတယ်။မြန်မာစစ်ကောင်းဆောင်တွေနဲ့တွန်လိုင်းတပ်ဖွဲ့တွေအားလုံးဟာပြိပခါကိုချက်ချင်းအဆုံးတက်ရမှာဖြစ်ပြီးပြိပခါကိုအဆုံးမတက်နိုင်မှာက တိုင်းပြည်ကိုလူသားချင်းစာနာမှုအကျက်တဲနှွန်တွင် ရောက်ရှိစေနိုင်တယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဆူရာကီယက်ဆာတီယာထိုင်းကပြောကြားလိုက်ပါတယ်။ငင်းချင်းလုပ်ငန်းစဉ်နဲ့မကြသေးမီကလှုပ်ခတ်ခဲ့တဲ့မြမငလင်ဘေးကတန်းနဲ့ချီတဲ့အပြစ်မဲ့ပြည်သူတွေကိုသာပြစ်ဒဏ်ခတ်ခဲ့တယ်လို့ထိုင်းနိုင်ငံသားဝန်ကြီးဟောင်းလည်းဖြစ်သူဆူရာကီယက်ကဆိုပါတယ်။၂၀25ခုနှစ်ဟာမြန်မာနိုင်ငံမှာငင်းချင်းအတွက်အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ရွေးကောက်ပွဲမတိုင်မီအပြစ်ခတ်ရစဲရေးနဲ့ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်ရေးကျွန်တော်တို့အတူလက်တွဲလှုံ့ဆော်ရပါမယ်လို့သူကဆက်ပြောပါတယ်ပြည်ကနေနှစ်တွေအတွင်းကျွန်တော်တို့တွေ့မြင်ခဲ့ရတဲ့တိုက်ပွဲတွေကြောင့်မြန်မာနိုင်ငံမှာဘသူကားမှပိုင်နက်နယ်မြေတွေကိုအပြည့်အဝမထိန်းချုံနိုင်သေးပါဘူးလို့လက်ရှိအာရှငြိမ်းချမ်းရေးနဲ့ပြည်လည်ရင်ကြားစေရေးကောင်စီဥက္ကဋ္ဌဖြစ်သူဆူရာကီရက်ကထောက်ပြပါရယ်မြန်မာပြည်သူတွေဟာလူသားချင်းစာနာမှုအကူအညီလိုအပ်နေတယ်ဆိုတာတိုက်ပွဲတွေကပြတ်တနေတယ်လို့၎င်းကဆိုပါရယ် ြန်မာစစ်တပ်ကရွေးကောက်ပွဲချင်းပဖို့ကြေညာခဲ့ပေမဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအကွဲအပြဲသာပိုဖြစ်လာစေမယ်လို့သူကပြောပါတယ်2021ခုနှစ်ဧပြီလအတွင်းအာဆီယံကောင်းဆောင်တွေချမှတ်ခဲ့တဲ့ဘုံသဘောတူညီချက်၅ရပ်ကိုမြန်မာစစ်ကောင်စီကအပြည့်အဝမဖော်ဆောင်ခဲ့ဘူးလို့ဆူရာကီရက်ကဆိုပါတယ်ဘုံသဘောတူညီချက်၅ရပ်ကိုလေးစားလိုက်နာခြင်းဟာရွေးကောက်ပွဲကျင်းပရေးအတွက် မရှိမဖြစ်လိုအပ်ချက်တခုလို့မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟက်ဆန်ကပြောပါရယ်